ယူနိုက်တက်အသင်းဟာအာဂျင်တီးနားတောင်ပံကစားသမားဂါနာချူကိုပြောင်းရွှေ့ကြီးပေါင်တန်း60ရရင် နေရာဒီမှာရောင်းချသွားပွဲရှိနေတယ်လို့ The Telegraph ကဖော်ပြထားပါတယ်။ဂါနာချူဟာယူနိုက်တက်အသင်းကစပါအသင်းကို တကူးခုမရှိနဲ့အရင်နှိမ့်ခဲ့တဲ့ယူရိုပါလိဘူလူပွဲမှာ ပွဲထွက်လူချင်းကနေခြံလက်ခံခဲ့ရပြီးနောက်အတင်းမှာသူ့ရဲ့အနာဂတ်မရင်မယားဖြစ်လာခဲ့တာပါ။ဂါနာချိုကိုရိုင်းကဘောလူပွဲမှာမိနစ်20ပဲကစားခွင့်ရတဲ့အတွက်စိတ်ပြတ်မိကြောင်းနဲ့နွေရာတီကိုပျော်ရွှင်စွာဖြတ်တန်းဖို့ကြိုးစားပြီးရင်ဘာတွေဖြစ်မလဲဆိုတာကြည့်တာပေါ့လို့ပွဲအပီးအင်တာဗျူးမှာပြောထားခဲ့တာဖြစ်ပါတယ်။ဂါနာချိုကိုခေါ်ယူဖို့ပြီးခဲ့တဲ့ဇန်နဝါရီကချယ်ဆီနဲ့နာပိုလီအတင်းတို့ကစိတ်ဝင်စားခဲ့ကြပေမဲ့သူ့အတွက် United အတင်းသတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြေကိုပေးချေနိုင်ခြင်းမရှိလို့အပြောင်းအရှိမဖြစ်ခဲ့တာပါ။နာပိုလီအတင်းဟာနွေရာတီမှာတောင်ပံကစားသမားတအူးခေါ်ယူဖို့ရှာဖွေနေပြီးဂါနာ နာချူကသူတို့ရဲ့ပြစ်မှတ်စင်းထဲမှာပါဝင်နေတာဖြစ်ပါတယ်။ The Telegraph က United အသင်းဟာကနာချိုအတွက်နေရာဒီမှာကန့်လန့်မှုတွေကိုနားထောင်သွားဖို့ဆန္ဒရှိနေပြီးပြောင်းရွှေ့ကြေးပေါင်တန်း60ရရင်ရောင်းချဖို့သဘောတူညီထားတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ United အသင်းဟာလာမယ့်နေရာဒီမှာ ဥရောပဘောလုံးပြိုင်ပွဲရှင်ပြိုင်ခွင့်မရတဲ့အတွက်ပြောင်းရွှေ့ကြီးအကန့်အသတ်နဲ့သာရရှိမှာဖြစ်လို့နွေရာသီမှာကစားသမားတချို့ကိုရောင်းချပြီးပြောင်းရွှေ့ကြီးရှာဖွေဖို့ရှိနေတာပါ။ United အသင်းဟာအငှားချထားတဲ့ Rashford, Sancho နဲ့ Anthony တို့ကိုရောင်းချပြီးပေါင်တန်းတရာဝင်းကျင်ရရှိနိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဂါနာချိုးနဲ့ United အသင်းတို့ရဲ့စာချုပ်ဟာနောက်ထပ်၃နှစ်ကြာရှိနေသေးတာပါ။ United အသင်းဟာ DRT Premier League နောက်ဆုံးပွဲစဉ်အဖြစ် Aston Villa အသင်းကိုအိမ်ကွင်းလက်ခံရှင်ပြန်ရမှာလည်းဖြစ်ပါတယ်။